သွားတွေဝါထင်းနေတာကိုဘယ်သူမှမချိုက်ကြပါဘူးဖြစ်နိုင်မယ်ဆိုရင်ကိုယ့်ရဲ့သွားလေးတွေဖြူစင်နေတာကိုပဲလူချင်းကြတာပါတော်ဝါတွေဖြစ်လာပြီဆိုရင်တော့ဖြူဖို့အတွက်လူတိုင်းစူးစမ်းကြပါတယ်တော်ဝါနေတာဟာဆိုရင်စကားပြောဆိုတဲ့နေရာမှာရောအလုံးလုံးကိုင်းတဲ့နေရာမှာပါအနှောက်အယှက်တစ်ခုလိုဖြစ်သွားတတ်ပါတယ်ဒါကြောင့်မို့လို့ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေရှိစေနိုင်ဖို့အတွက်ဖြူပွေးတဲ့သွားလေးတွေပန်းဆန်းအောင်လို့လူတွေလုံးရမလဲဆိုတော့ကိုယ်ဝင်မြတ်ပေးသားမှာပဲဖြစ်ပါတယ် ထမအောင်ဆုံးနည်းနည်းကတော့အုံစီနဲ့ပုတ်တာပါမြန်မာလူမျိုးတွေရဲ့အိမ်တိုင်းမှာအလွယ်တကူရှိနေတဲ့အရာပဲဖြစ်ပါတယ်။သွားတွေကိုဖြူစင်နေဆိုရင်တော့အုံစီလက်ဖက်ရည်စုံတစ်စုံလုံးယူပြီးတော့သွားပက်ပက်လေးကိုပုတ်တိုက်ပေးပါ။အုံစီကသွားတွေကိုဖြူဝင်းတောက်ပါစေပြီးတော့ကိုရင်းမှာရှိတယ်မလို့အပ်တဲ့ဘက်တီးရီးယားပိုးမတွေကိုလည်းဖယ်ရှားပေးပါတယ်။ကနေရမရှိတဲ့နည်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့နေ့စဉ်ပြုလုပ်ပေးလို့ရပါတယ်เนาะနောက်တစ်ခုအနေနဲ့ကျတော့ breaky ဆိုတာနဲ့တိုက်တာပါ breaking ဆိုတာဟာဗတိရပုံမတွေပောက်ပွားရှင်းတာကိုသာစီပေးပါတယ် city မှာတို့လိုနေရာတွေမှာအလွယ်တကူဝေရလို့ရပြီးတော့ breaking ဆိုတာစပွဲတင်ဆိုတစုံရေစပွဲတင်ဆိုနှစ်စုံကိုရောသမားမွေပြီးတော့တော်တိုက်တန်နဲ့ယူပြီးတော့တော်တိုက်ပေးပါဒီလိုမျိုးတပတ်ကိုတစ်ချိန်လောက်လုပ်ပြီးမှဆိုရင်တော်ဝါဒါတွေကိုဖြူစင်ရောမကပါဘူး။တွားချိုးတွေကိုပါတန့်စေပေးသွားနိုင်ပါတယ်။နောက်တစ်ခုအနေနဲ့ကျတော့တစ်တီးဝလံအနေနဲ့ဖြူအောင်လုပ်လို့ရပါတယ်။တစ်တီးတွေအသီးရွက်တွေဟာဆိုရင်လည်းကျမကြီးအတွက်ပဲမဟုတ်ပါဘူး။ သွားအတွက်ပါအထူးကောင်းမွန်တဲ့အရာပါအထူးသဖြင့် strawberry နဲ့နက်နက်သီးရဆိုရင် သွားကိုဖြူဝေးတော့ပြန်သွားအောင်ကူညီပေးနိုင်ပါတယ် strawberry နဲ့ breaking ဆိုတာကိုစတူရောပြီးတော့သွားတဲ့တန်နဲ့သွားတိုက်ပြီးမယ်ဆိုရင်သွားဝနေရတဲ့သွားချိုးသွားချားချားမှရှိတဲ့အညစ်အကြေးတွေကပြောင်းယုံမှာမကပါဘူးသွားတွေကဖြူစင်တော့ပနိုင်ပါတယ်တပတ်ကိုတစ်ချိန်တိုက်ပြီးလို့ရပါတယ် strawberry ဒီနက်နက်သီးတွေမဟုတ်ပါဘူး တတိဝလာနဲ့ဟင်းဒီဟွေတရာဆိုရင်သွားတွေကိုဖြူစင်စေပြီးတော့သွားကြိုးတွေကိုလည်းဖျက်ရှားပေးနိုင်တဲ့အစွမ်းရှိပါတယ်။အထက်ရွယ်အစားအသောက်နဲ့နေထိုင်မှုပုံစံလိုက်ပြီးတော့သွားတွေကဝါလာတတ်ကြပါတယ်။ဒါကြောင့်မို့လို့သွားတွေမဝအောင်လို့ကျွတ်တွေကောက်ွယ်ထားတာကတော့အထူးအဆောင်နိလန်ပါပဲ။ဘလို့နိနန်းတွေနဲ့ကျွတ်တွေကောက်ွယ်လို့ရလဲဆိုရင်တော့အစားအသောက်ကိုကန့်သတ်ထားပါ။ကော်ဖီ၊လက်ဖက်ရည်၊ဝိုင်းနီ၊ဆိုဒါဒါတွေရဆိုရင်သွားကိုဝါစေတဲ့အစားအသောက်တွေပဲဖြစ်ပါတယ်။ မစားရဘူးလို့တော့မဆိုလိုပါဘူး။ဒါပေမဲ့သွားလေးရေမွားသွားစီဖို့အတွက်တရက်ကို သုံးခွက်ပို့ပြီးတော့မတောက်တာမျိုးကတ်သက်ထားဖို့လိုအပ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့စလိတ်တောက်တာကိုရှောင်ခြင်းပါ။စလိတ်တောက်တာဆိုရင်လည်းသွားကိုဝါပြီးတော့ညုံမဲစင်နိုင်ပါတယ်။ပြီးတော့တခြားလျှော့ပါ။တခြားကိုလျှော့ချတာကသွားစက်မရဲ့အတွက်လည်းကောင်းတယ်လို့အစီချစီပြီးတော့တခြားစက်မရဲ့အတွက်လည်းအကျိုးအများကြီးဖြစ်လို့ရှင်ပါတယ်။သွားကိုတနေ့နှစ်ချိန်ပုံမှန်တိုက်ပါ။သွားဝါစီအစားအသောက်တွေကိုစားသုံးမိပါပြီဆိုလို့ရှင်တော့ ။သွားပြန်တိုက်တာအစားအစားပေးတိုင်းမှာပြုတ်ချင်းတာသွားကြီးတွေစုတော်တော်ဖြစ်ရလေအောင်လို့အမြဲသွားဂရုတစိုက်တစ်သိဆောက်ရှောက်ဖို့လိုအပ်ပါတယ်။အခုပြပြပေးခဲ့တာတွေကတော့တတိထားတင်နဲ့သွားရတဲ့အကြောင်းရင်းတွေပါ။ဒီမှာနင်းနေဆိုရင်တော့စားနဲ့သွားတိုက်တာ၊မိသွေးမှုန်နဲ့သွားတိုက်တာ၊တွိုက်စင်းမှုန်နဲ့သွားတိုက်တာတွေအရဆိုရင်သွားကိုဖြူစင်အောင်လို့လို့ရတယ်လို့ပြောကြပါရတယ်။အလားဖြင့်လိမ္မော်သီးကိုတက်မြာသီးကိုမပြောသေးအခုနေနဲ့ပုတ်ပြီးတော့လဲသွားကိုဖြူဝင်အောင်ပြုလုပ်လို့ရတာမျိုးတွေလည်းရှိပါတယ်။အခုပြပြပေးခဲ့တာဆိုရင်တော့ဖြင့် အိမ်မှာအလွယ်တကူလုပ်လို့ရတယ်သွားတွေကိုပြုဝေးစင်နိုင်တဲ့နည်းနည်းလေးတွေဖြစ်ပါတယ်ဖြူဝေးတော့ပြောင်းနေတဲ့သွားလေးတွေနဲ့ညရဲ့အတိုင်းမှာလာနိုင်ကြပါစီလို့ပြောရင်းနဲ့ပဲဘီယိုလေးကိုညှိကုတ်ချလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပြီးဒီမှာပြန်တွေ့မယ်နော်